ရက်တူစစ်တင်နှံပေးပြီးတင်နှံဆင်းထားတဲ့ရက်ကြီးလုံကြုံရေးပြည်သူစစ်တွေကိုအမတ်တ3လေးလေးတိုက်ပွဲကိုပို့ဆောင်ထားတဲ့အတွက်တေဆုံမှုတွေများပြားပြီးရေကြီးမျိုးပေါ်ကိုအလောင်းတွေပြန်လဲတည်ယူလာတယ်လို့ဒေသခံတွေစီကသိရပါတယ်။တေရန်ကစစ်မှုရန်ဥပဒေကြောင့်မဲပေါက်တဲ့စစ်သားမဟုတ်ဘူးပြည်သူစစ်ရွာလုံးကြုံရေးဆိုပြီးခေါ်သွားတာတင်နှံ9ရက်ပဲတက်ခဲ့ရတယ်။ လာတကြိုတော့တုံးလေးလေးနဲ့ဝေးတဲ့မြို့ပေါ်ကလူတွေတည်ရင်တကြိုတဲ့နေရာမှာလာတကြိုသွားတယ်လို့ရေကြီးမြို့ကန်တူးက ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကအမတ်တတုံးလေးလေးတိုက်ပွဲမှာပြည်သူစစ်ရဲတပ်9ရက်တင်နန်းပေးပြီးပို့ဆောင်ခံထားရတဲ့ရေကြီးမြို့နယ်ရုံတုံကျေးရွာအုပ်စုကပြည်သူစစ်ကိုကျော်မြင့်ရဲ့ခေါင်းကိုဒရုန်းပုံထိမှန်ပြီးတေဆုံသွားတယ်လို့သိရပါရယ် စစ်ကောင်စီကပြည်သူစစ်ကိုကြော်မြင့်နဲ့အခြားအလောင်းတွေကိုကာတုံးစည်းနဲ့တည်ဆောင်လာပြီးတောင်လေတုတ်တံမှာမနေ့ကဇွန်လ18ရက်နေ့လယ်ပိုင်းကတချိုခဲ့တယ်လို့လည်းသိရှိရပါတယ်စစ်ကောင်စီကရက်တိုပြည်သူစစ်တနန်းပေးပြီးခေါ်ဆောင်ခံရသူတွေကိုလည်းရေကြီးမြို့အနီးတုတ်တံထိတည်ဆောင်ကအမိန်ပြန်တန်းတွေနဲ့လာရောက်တချိုသွားခြင်းဖြစ်တယ်လို့သိရပါတယ်စစ်သားတွေကအရာရှိတွေပါရုံုံချောင်းမှာနာရေးပြီးတဲ့အထိနေသွားတယ်လို့ဒေသခံကဆက်ပြောပါတယ်